Hello အလုံးမင်္ဂလာပါဒီနေ့မှာတော့ Aries Taurus Gemini နဲ့ Cancer ပေါ့နော်ဒီ Zodiac sign လေး၃ခုရဲ့ဒီလာမယ့်တစ်ပတ်တွင်အခြေခံကြမ္မာလေးကို reading ဖတ်ပေးခြင်းပါတယ်အ reading လေးနေနေကတော့ပမာဆုံးနေနေဟို January လေးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် Aries လေးဒီ Taurus လေးဒီ Gemini လေးဒီနဲ့ Cancer လေးတွေကဒီ video လေးကိုကြည့်နေတယ်မှာပါရဲ့ဆိုလို့ရှိရင်တော့ဆက်ပြီးတော့ ဒီကိုယ့်ရဲ့လာမယ့်တစ်ပတ်တည်းမှာကျွန်တော်ရမယ့်အခြေခံစီမံလေးတွေကိုဝင်ပြီးတော့ဖတ်တော့ဖို့ရပါတယ်เนาะအမှန်ဆုံးအနေနဲ့ကတော့ဒီ Aries လေးတွေအရဆိုလို့ရှိရင်လာမယ့်တစ်ပတ်တည်းမှာဘယ်လိုအခြေကိုကျုံတွေ့ရဖို့ရှိလဲ reading ဖတ်ကြည့်ကြရအောင်เนาะ Aries Gemini အာ Taurus Gemini Cancer ပေါ့เนาะအစင်းလိုက်လေးဆိုလို့ရှိရင် Aries ကနေစပါပြီ age လေးတွေကဆိုရင်တော့အချိန်နဲ့ပတ်သက်ပြီးကန်ဆိုရင်တာမျိုးတွေရှိမှာပေါ့နော်ဒီတစ်ပတ်မတိုင်ခင်မှာနောက်မယ့်တစ်ပတ်မတိုင်ခင်မှာအချိန်နဲ့ပတ်သက်ပြီးကန်ဆိုရင်တာမျိုးလေးတွေကန်ခင်တဲ့မျိုးတွေတွေရှိနေမှာဆိုလို့ရှိရင်နောက်မယ့်တစ်ပတ်မှာအချိန်နဲ့ပတ်သက်ပါလို့ရှိရင်ကန်ကောင်းလာမယ်အာကိုကိုချစ်ခင်ရမယ့်ကာလလေးဖြစ်တဲ့ပေါ့နော်သူတွေကစမ်းပွေတာမျိုးတွေဖြစ်တဲ့အချိန်နဲ့ပတ်သက်ပြီးကန်ကောင်းတာမျိုးတွေလည်းကျွန်တော်တက်ပါတယ်နောက်ပြီးရခါကြလို့ရှိရင် လက်ရှိချစ်တူနဲ့ပို့ပြီးတော့လည်းအဆင်ပြေလာကြတယ်ပေါ့နော်အခုချိန်မှာစကားကြီးရင်ဖြစ်စကားကြီးများပြီးရင်နေဖြစ်နေရတယ်ဆိုလို့ရှိရင်လည်းဒီလာမယ့်တစ်ပတ်မှာဆိုလို့ရှိရင်နှစ်ယောက်လုံးကအာအဆင်ပြေနေချစ်နေကြမယ်ပေါ့နော်စစ်စစ်ကာလလေးကိုဂျုံတွေ့ရမှာဖြစ်တယ်တကယ်လို့ single လေးတွေဆိုလို့ရှိရင်တော့အဲ့လိုမျိုးလာကြတဲ့လူလေးရှိဖို့ရှိတယ်ပေါ့နော်ဒို့မဟုတ်ကို crash ကကိုလာပြီးပြန်တဘောကြတာမျိုးလေးလည်းဖြစ်တတ်ဖို့ရှိပါတယ်ဒါက Aries lady ရဲ့ region လေးဖြစ်ပါတယ်เนาะ Aries lady လာမယ့်တစ်ပတ်မှာဘာကြီးဂျုံတွေ့ရမှာလဲဆိုတော့အာ ကောင်းတဲ့အလှည့်ပြောင်းလေးဖြစ်လာဖို့ရှိတာတော့မြင်ပါတယ်။ဒုတိယမြောက် reading layer အနေနဲ့ကတော့ဒီ Taurus lady ပေါ့နော်။နာမည်တစ်ပတ်တည်းမှာဆိုလို့ရှိရင်ဘလို့အခြေအနေမျိုးကိုကြုံတွေ့ရဖို့ရှိလဲပေါ့နော်။ Taurus lady ကာ Taurus lady ကကျတော့ဒီအချက်နဲ့ပတ်သက်ပါလို့ရှိရင်နည်းနည်းလေးဆရာတန်ဖို့ရှိနေမှာပေါ့နော်။အချက်နဲ့ပတ်သက်ပါလို့ရှိရင် ဆိုတော့တပတ်သူရဲ့ကြိုးစားအထုတ်မှုတဲ့ Aries sorry ဒီ Taurus lady ရဲ့ကိုယ်တိုင်ရဲ့ကြိုးစားအထုတ်မှုထိုးရမှုရှိရပေါ့နော်တပတ်သူကတော့အလားမဟုတ်ကိုယ့်ဘက်ကအရင်ကြီးကြိုးစားအထုတ်မှုနေတာမျိုးလေးတွေဖြစ်တတ်တယ်။တပတ်သူကကိုယ်တစ်ဆယ်လောက်ရှင်ကိုယ်တရာလောက်ပြင်ချနေတာမျိုးတပတ်သူက၁၀ဆယ်လောက်ပြင်ကိုယ်တရာလောက်ပြင်ပေးနေမိတာမျိုးလေးတွေဖြစ်တတ်တယ်နော်။အာကိုယ့်ဘက်ကလည်းအရင် foreign love နေတာမျိုးလေးဖြစ်တတ်တဲ့အတွက်ကြောင့်ဒီ Taurus lady ဒီလမ်းအပတ်မှာဆိုလို့ရှိရင်ရှင်းတဲ့ပတ်သက်ပါတော့အရင်ကအကြွရတဲ့ကာလဖြစ်မဲ့လို့လို့ပါမြင်ပါတယ်เนาะဒါကတော့ Thursday လမ်းအပတ်မှာဆိုလို့ရှိရင်ဘလိုချင်းမျိုးကိုကြုံတွေ့ရဖို့ရှိတယ်ဆိုတော့ reading ဖတ်ပြီးပြရဖြစ်ပါတယ် Thursday ပြီးတဲ့အခါမှာ Nova အခုချိန်မှာ Gemini လေးတွေပေါ့เนาะ leader ရှိတဲ့ Gemini လေးတွေကလမ်းအပတ်မှာဆိုလို့ရှိရင်ဘလိုချင်းမျိုးတွေကိုကြုံတွေ့ရဖို့ရှိတယ်ဆိုတော့ reading ဖတ်ပြီးပြစီเนาะဟုတ်ပြီ Aries lady Aries lady ရဆိုလို့ရှိရင်ဒီဘာလို့ Aries lady မှာ sorry ဒီ Gemini Gemini လေးတွေရဆိုလို့ရှိရင်ဒီ အာချိမှာပေါ့သူတို့အရင်တော့အတိတ်ကလူပေါ့နော်အဲ H တွေမမိနိုင်တည်းရဲ့ဇမနန်းတွေရှိရဆိုလို့ရှိရင် H တွေကကိုယ်ပြန်လာပြီးတော့ဆက်တွေ့ရမျိုးတွေဖြစ်တဲ့တို့မဟုတ်ကိုရင်းရင်တော့ကစကားပြားပြီးပြောပြီး flat ခဲ့မှုတဲ့လူတွေကနေပြီးတော့မှကိုယ်ကိုလာပြီးပြန်ပြီးဆက်တွေ့ရမျိုးဖြစ်တဲ့အဲပါကိုယ်ဆက်တွေ့မှာမတူရှိရင်လည်းပေါ့နော်ရှိနေတဲ့လူကနေပြီးတော့မှရှိနေတဲ့အတိတ်တုန်းကလူတွေကပေါ့နော်အဲ့လူကနေကိုယ်ပြန်ပြီးတော့ဆက်တွေ့လာတာမျိုးတွေဖြစ်တဲ့ကိုကိုကွန်တက်ပြန်ပြီးတော့လုပ်နေတာမျိုးတွေဖြစ်တဲ့ပေါ့နော်ဆိုတဲ့အခါကျတော့ဒါကတော့ H တဲ့ပြန်လာမျိုးတို့မအတိတ်ကလူကကိုပြန်လာပြီးဆက်သွယ်ကြမျိုးလေးဖြစ်တတ်တယ်။ဒါမှမဟုတ်လို့ရှိရင်ကို့မှာအခုလက်ရှိချစ်သူရှိရဆိုလို့ရှိရင်လည်းပဲ H တူကနေပြီးတော့မှကိုနဲ့ပတ်သက်တဲ့အတိတ်က memory လေးတွေဖြစ်ပြီးတော့မှအတိတ်ကလူခေါင်းတစ်ယောက်လိုပြန်နေကြောင်းလဲတော့တတ်တယ်ပေါ့နော်။ တဲ့နဲ့ပတ်သက်တဲ့အတွက်ကြောင့်သူကအတိတ်တုန်းကကောင်းတဲ့မူချင်းတွေရှိခဲ့ရဆိုလို့ရှိရင်အခုချိန်မှာဆိုးတန့်သွားပြီဒါပေမဲ့အဲအတိတ်တုန်းကကောင်းခဲ့တဲ့ပုံစံလေးတိုင်းပြန်လဲပြီးတော့သူ့ကိုယ်သူပြုပြင်လာတာမျိုးပြောင်းလဲလာပြီးတော့မှကိုယ်နဲ့ပြန်စင်ပြေလာအောင်ကြိုးစားလာတာမျိုးလေးတွေလည်းရှိပါတယ်เนาะဒါကြောင့်မလို့ကဲလို့များကိုယ်မှာချစ်သူရည်သားရှိရဆိုလို့ရှိရင်လည်းပဲကိုယ့်ရဲ့ချစ်သူရဲ့ပုံစံလေးတွေကပိုပြီးလိမ့်မလာဘူးရှိတယ်ကိုယ့်ကိုပို့ပြီးတော့မှချစ်လာဖို့ရှိရပေါ့เนาะအရင်တော့ကလို့ပို့ပြီးတော့သဲစားချစ်စားတုန်းကလိုမျိုးကိုယ့်ကိုပြန်ပြီးတော့ချစ်လာတာမျိုးလေးတွေလည်းဖြစ်ဖို့ရှိတယ်ဒါကတော့ချစ်သူရှိရလူတွေအတွက်ပေါ့เนาะတကယ်လို့များ ကိုမချစ်လို့မရှိဘူးဆိုလို့ရှိရင်အတိတ်တုန်းကကိုရင်းနှီးခဲ့ဘူးရတူတော့ကိုရဲ့ age တော့ကိုနဲ့အတိတ်တုန်းက flat ခဲ့ဘူးရလို့စကားပြောခဲ့ဘူးရတူကနေပြီးမှကိုကိုပြန်လာပြောဆက်တွေ့တာမျိုးလေးတွေလုပ်ဖို့ရှိပါတယ်နော်ဆိုတဲ့အခါကျတော့ဒါကတော့အာကျန်တိုင်းလေးတွေ reading ဖြစ်ပါတယ်ကျန်တိုင်းပြီးနောက်ဆုံးကျတော့ cancer လေးတွေပေါ့နော် cancer လေးတွေကဒီလာမဲ့ဒီဘက်တွေမှာဘယ်လိုခြေရင်းမျိုးကိုကြုံတွေ့ရဖို့ရှိလဲ reading နဲ့ဖတ်ကြည့်ကြည့်ရအောင် cancer cancer လေးတွေကဘယ်လိုရှိလဲနောက်တစ်ပတ်မှာ โอเคကစားလေးတွေရာဖြည်းဖြည်းချင်းပေါ့နော်ရှိမှာပေါ့တို့အခုချစ်သူရေးစားမရှိသေးရဲ့ခန်းစား single လေးတွေရှိမှာဆို single လေးတွေဒီလာမက်တစ်ပတ်မှာဆိုလို့ရှိရင်တို့ဘွားမှာအဲ့လိုမျိုးဘယ်လိုပြောမလဲသူရဲ့ချစ်သူအားဆိုလို့ရှိရင်သူရဲ့တကယ်ဖူးဆာရှင်ကတို့ဘွားလည်းဝင်လာနေပြီလားဆိုတော့ဝင်တော့ဝင်လာနေဒါပေမဲ့အဲ့လူကို ကန်ဆာတွေကမသိဘူးနော်သူ့ကိုချစ်နေမယ်သူတို့ကမသိကန်ဆာတွေကမသိဘူးသူတို့ချစ်နေမယ်သိလည်းမထားမိဆိုတော့ဒါကြောင့်တစ်ဖက်သူကတော့ကိုယ့်ကိုတိတ်တိတ်လေး crush နေတာဘယ်တော့မှဖွင့်ပြောဖို့ကလည်းအရင်ဝင်လေးနေတုံးပဲရှိတယ်အားကြောင့်မသူ့ဘက်ကလည်းကိုယ့်ဖွင့်မပြောလာသေးဘူးအလုကလာမျိုးရောက်နေတယ်ပေါ့နော်ဆိုတော့ကြခန်းစားလည်းတိမနေဘူးသူ့ကိုချက်နေမယ်သူ့ကိုချက်နေမယ်ခန်းစားလည်းမသိဘူးနားလည်းမလဲအဲ့တော့သူ့ဘက်ကနေပြီးတော့နည်းနည်းလေးအဲကိုနဲ့ရင်းနှီးဖို့တော့ စသည်မျိုးစူးစမ်းနေတဲ့ကာလမှာပဲရှိသေးရဲ့တဖြည်းဖြည်းချင်းကိုကိုအာဖွင့်ပြောနိုင်အောင်သူဘက်ကစူးစမ်းနေတယ်ဆိုတဲ့နေရာမျိုးမှာရှိသေးရဲ့ဆိုရတဲ့ကြောင့်ကန်ဆာလေးရဲ့ခြေရကအာစင်ကယ်လေးရဆိုလို့ရှိရင်တော့ကိုကိုတဘောကြနေတယ်စစ်မှန်တယ်ကိုရဲ့ပူဇော်ရှင်ကိုကမသိသေးဘူးဘာလို့မှမသိသေးဘူးသူကကိုကိုချစ်နေမှလည်းသူကန်ဆာလေးတွေကမသိသေးဘူးပေါ့နော်အလိုကန်သားဖြစ်နေမယ်တကယ်လို့များအာကန်ဆာလေးရမှာချစ်သူရှိပြီးသားဆိုလို့ရှိရင်တော့ဒီကိုရဲ့ချစ်သူနဲ့ကိုရဲ့ခြေထဲမှာဆိုလို့ရှိရင်အဲ ီဆက်ဆံရေးတွေညာဆိုလို့ရှိရင်ဘယ်လိုဘက်ကိုပြောင်းလဲသွားလဲဆိုတော့ plan ဘက်ကိုရောက်သွားတယ်ပေါ့နော်အာဖေးရှင်းချလို့ရှိရင်လက်ထက်မယ်ပြခါကြတော့ဖေးချင်ကြလို့ရှိရင်တော့အငါတို့ဒီလက်ထက်သိမ့်ပြီလားအဲ့လိုမျိုးလေးတွေပေါ့နော် engage လုပ်သိမ့်ပြီလားဆိုပြီးတော့မှဒီကိုယ့်ရဲ့ night planning နဲ့ပတ်သက်ပါလို့ရှိရင်ဆက်ပြီးတော့ planning လုပ်လာတဲ့မျိုးလေးတွေရှိတယ်ပေါ့နော်လက်ထက်သိမ့်တာပေါ့နော်ဖေးချင်မှာလက်ထက်မလဲအဲ့လိုမျိုးလေးတွေနေ့ကသဘောတူပေါ့နော်နှစ်ကိုကြားနှစ်ကိုကြား night လေးတွေဆွေးနွေးတဲ့ကိစ္စလေးတွေတို့မှ commitment လေးတွေပေါ့နော်ခတိကပ်ဝတ်လေးတွေရတဲ့မျိုးလေးတွေဖြစ်တတ်ပါတယ်ဒါကတော့ အာခံစားလေးတွေရဲ့နော်ဟိုအာခံစားလေးတွေရဲ့အဲ့ဒီအခြေရေးပေါ့နော်ဒါမဲ့ဒီဘက်တင်မှာဂျုံတွေ့ရမယ်အခြေရေးကံကြမ္မာလေးတွေဖြစ်ပါတယ်ဆိုရတဲ့ဇာတ်ဒီခံစားလေးတွေလည်းပြီးသွားပြီဆိုရတဲ့ဇာတ်နောက်ပိုင်းအဒီစိုင်းလေးလေးကွာပြီးသွားပြီတခြားစိုင်းလေးတွေရာဆိုလို့ရှိရင်ဒီမခြားသောဗီဒီယိုလေးတွေမှာလည်းလာပြီးတော့ဒါမဲ့ဒီဘက်တင်မှာဘယ်လိုအခြေရေးဂျုံတွေ့ရမလဲဆိုတာကိုဗီဒီယိုလေးနောက်လာမယ့်ဗီဒီယိုလေးတွေမှာဆက်ပြီးတော့ကြိုပေးသားဖြစ်ပါတယ်เนาะဒါကြောင့်မလို့အာဒီဇူရီယက်ဆိုင်ထဲမှာမပါတဲ့တခြားဇူရီယက်ဆိုင်လေးတွေရာလည်းတခြားဗီဒီယိုလေးကိုဆက်မြှုပ်ပြီးတော့မှာကြည့်ပေးကြဖို့အတွက်လည်း အာနိုဗာကပြောချင်ပါတယ်။ပြီးရခါကျတော့ဒီဗီဒီယိုလေးမှာနိုဗာပြောခဲ့တဲ့ပုံစံလေးတွေအတိုင်းအာဘောနော်အစီအပြေကြဖို့လဲနိုဗာနေပြီးတော့မှစုတောင်းပေးပါတယ်။အာကျွန်မရဲ့ဆိုင်ဆက်တစ်ခုလုံးအစီအပြေနဲ့အခြေမကန်ကောင်းကြပါစေစုတောင်းပေးလိုက်ပါရနော်။